မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်အလို့သမားခွင့်ရချိုးပေါက်ခံရမှု၃ဆခန့်ပုံမှုမြင့်တက်လာပါတယ်ဩဘော်အကျဉ်းထောင်ဆက်မှုလက်မှုအလို့ယုံကထောက်ဝန်ထမ်းတွေကနိုင်ငံရဲ့အကျဉ်းသားတွေစီကနေအကြောင်းမျိုးပြကငွေကြေးတောင်းနေတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘောက်ကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက် 2023ခုနှစ်အတွင်းအလွတ်တမားခွင့်ရချိုးပေါက်ခံရမှုမှာ2022ခုနှစ်ကတည်းက3ဆခန့်မြင့်တက်လာခဲ့လို့မြန်မာလေဘာ news ရဲ့အစီရင်ခံစာရသိရှိရပါတယ်။မြန်မာလေဘာ news အနေနဲ့2022ခုနှစ်အတွင်းဖော်ပြခဲ့တဲ့အလွတ်တမားခွင့်ရချိုးပေါက်ခံရမှုတရင်ဟာ164ကျင်သာရှိခဲ့ပေမဲ့လည်း2023ခုနှစ်မှာတော့435ကျင်တိရှိလာတဲ့အတွက်ကြောင့်အလွတ်တမားခွင့်ရချိုးပေါက်ခံရမှုတွေပုံမှန်များပြားလာတယ်လို့လည်းအစီရင်ခံစာကဆိုထားပါတယ်။အလွတ်တမားတွေဟာ 2023ခုနှစ်အတွင်းဥပဒေအခွင့်အရေးချုပ်ပေါက်ခံခဲ့ရတာတွေအပြင်လွတ်လပ်စွာတမကဖွဲ့စည်းခွင့်တွေချင်းချောက်ခံရမှုတွေရပိုင်ခွင့်ဖျက်တောက်ခံရတာတွေလုံအောင်ခေါင်းပုံဖျက်ခံရတွေပါရင်ဆိုင်ခဲ့ရပြီးတိုင်ကြားဖို့အတွက်ပါအခက်ခဲတွေတွေ့ကြုံလာရလို့လည်းသိရှိရပါတယ်။လူ့သမားအခွင့်အရေးကိုအများဆုံးချွတ်ပေါက်နေတဲ့စက်ရုံလုပ်ငန်းပိုင်ဆိုင်သူတွေရဲ့ 85ရာခိုင်နှုန်းနီးပါးဟာတရုတ်နိုင်ငံသားတွေဖြစ်ကြပြီးမြန်မာနိုင်ငံသားတွေနဲ့ဂျပန်နိုင်ငံသားတွေကဒုတိယအများဆုံးဖြစ်ကာ6.8ရာခိုင်နှုန်းရှိတယ်လို့လည်းအစိုးရကစားကဆိုထားပါဗျ။တခြားအလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့လုပ်ငန်းပိုင်ဆိုင်သူတွေကတော့ထိုင်ဝမ်ကိုရီးယား ထိုင်းသီးလင်ကဂျာမနီဟောင်ကောင်တရုတ်နဲ့ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ဖက်ဆက်လုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ကြကြောင်းအစိုးရကစားမှဖော်ပြထားပါတယ်။ဒါအပြင်အလို့သမားခွေရဲ့အများဆုံးချုပ်ပေါက်နေတဲ့စက်မှုဇုံတွေဟာရွှေလင်းပန်းစက်မှုဇုံ၊ဝါတရာစက်မှုဇုံ၊တာတုကန်စက်မှုဇုံ၊ပတိန်စက်မှုဇုံ၊ရွှေတန်လင်းစက်မှုဇုံနဲ့ရွှေပြည်သာစက်မှုဇုံတွေဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ မကွေးတန်သင်းတဘောက်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတန်ရေချိုမြို့နယ်မှာနန်းစီတရံဝန်ထမ်းတွေအားလုံးကိုစတင်ဖမ်းဆီးအရေးယူဆောင်ရွက်နေပြီလို့ရေချိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါရစေ။အမျိုးသားညီညွတ်ရေးဆိုရဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီရဲ့2023ခုနှစ်နိုဝင်ဘာလ16ရက်နေ့ရက်စွဲပါညွှန်ကြားချက်အရနန်းစီတရံနိုင်ငံဝန်ထမ်းတွေကိုအရေးယူခြင်းဆိုင်ရာညွှန်ကြားချက်တွေတန်းစောင်းနေရလို့လဲဆိုထားပါရစေ။ အဲ့လိုဆောင်ရွက်ရမှာနန်းစီရီယံတွေကိုနန်းနန်းနန်းပေးရ ဖန်စီလုပ်ငန်းစဉ်တွေကိုရောက်ရှိပြီးစတင်ဆောင်ရွက်ပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ကြေညာထားပါတယ်။မကွေးဖက်ဒရယ်ယူနစ်ပခုတ်ကိုခရိုင် ရေကြိုမြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့အလင်းဝင်နန်းစီရီယံစီမံခွန်ခွန်မှုကော်မတီကနန်းစီရီယံနဲ့အလင်းဝင်ရောက်ရဲ့အတွက်2024ခုနှစ်ဖေဖော်ဝါရီ15ရက်နေ့အလင်းဝင်ရောက်လာတဲ့နန်းစီရီယံတွေကိုလက်ခံပြီးညွှန်ကြားကြေညာချက်တန်းဆောင်ရွက်နေလို့လည်းဆိုထားပါတယ်။ရေကြိုမြို့နယ်ပြည်သူ့ဘက်တော်သားတွေဘေးကင်းလုံခြုံရေးကိုရှေ့ရှုပြီးအလင်းမဝင်ရောက်လာတဲ့နန်းစီရီယံတွေနဲ့ ်စစ်ကောင်စီနဲ့ပတ်သက်ဆက်ဆက်သူတွေကိုမလ31ရက်နေ့နောက်ဆုံးထားပြီးရေကြိုမြို့နယ်အတွင်းကနေထွက်ခွာဖို့တတိပေးထားရလို့လည်းသိရှိရပါတယ်။တမတ်ရက်ထိမထွက်ခွာသေးရင်တော့ဖမ်းဆီးရေးယူသွားမယ်ဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဘဂိုးတပ်အသင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ဘဂိုးတပ်လက်ပန်းမြို့နယ်မှာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်က6ဦးသေသွားတယ်လို့တာရီခန် PDF ကတာဝန်ရှိသူတို့ကပြောပြပါရစေ။မလ18ရက်နေ့မနက်ပိုင်းအချိန်ကလက်ပန်းမြို့နယ်ငပြောတုံးရွာနဲ့ကျွန်းတော်ရွာကြား စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့တာရီဂလုံတပ်ဖွဲ့တို့ကြားမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကတအူးသေးသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။နေ့လယ်ပိုင်းမှာတော့အကြမ်းဖက်စစ်ကြောင်းနဲ့တော်လန်တပ်ဖွဲ့တွေထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်တပ်သား9ဦးဟာထပ်မံသေသွားပြန်တယ်လို့လည်းသိရှိရပါတယ်။အေဒကတ်မှုကိုတာရီဂလုံတပ်ဖွဲ့နဲ့လက်ဗရန်ရွှေတန်းမြေဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုကိုတာရီဂလုံတပ်ဖွဲ့ကဘကိုတိုင်းနန်း ထက်အောင်စစ်စင်ရေးဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဂျပန်စစ်ကောင်စီနဲ့သူတို့ရဲ့ဒေါက်တိုင်မှန်သမျှကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လည်းတာရီဂလုံတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါရှင်။ မန္တလေးတပ်သင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးအိုးဘိုအချင်းတော်စမုလက်မှုအလုပ်ရုံကအဆောင်မှုဦးစည်းရာကြီးစံခန်းမောင်က အခန်းတကျူးနဲ့ပူပေါင်းကနိုင်ငံရေးအကျဉ်းသားလူငယ်တွေကိုအလုပ်ရုံတွေက site ထဲကိုပြောင်းရွှေ့ရမယ်လို့အကြောင်းပြပြီးတအူးကိုငွေကျပ်တသိန်းလုံးတောင်းယူနေတယ်လို့အချင်းတော်နဲ့နှိဆက်သူတွေကပြောပြပါရစေ။ဒါအပြင်အလုပ်ရုံကိုရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပြစ်ဒဏ်ကြလူငယ်တွေကိုအလုံယုံစီကံထဲရဲဝင်မောင်းကတဦးကိုကြက်9000ကနေကြက်8000ထိအကြောင်းမျိုးမျိုးပြတောင်းခံနေရလို့လည်းသိရှိရပါတယ်။ဒီလိုတောင်းခံရကနေရရှိလာတဲ့ငွေတွေကိုအဆောင်မူစမ်းခန်းမောင်းကထုတ်ယူသုံးစွဲခဲ့တယ်လို့လည်းအချင်းတောင်ရဲ့နိစ္စသူတွေစီကနေသိရှိရပါတယ်။ဒါအပြင်အဆောင်မူစမ်းခန်းမောင်းကအချင်းသားတွေစီကနေအကြောင်းမျိုးပြကတဦးကိုငွေကြက်9000ခန့်တောင်းခံနေရလို့အချင်းတောင်ရဲ့နိစ္စသူတွေကပြောပြပါရရှင်။ ဒီတစ်ခါမှာတော့စစ်ကောင်စီကစစ်အုပ်ချုပ်ရေးကြီးညာခဲ့တဲ့အတွက်စိုးရိမ်နေကြတဲ့နတ်မတူမြို့ကန်ပြည်သူလူထုကို TNL ကဗိုလ်ချုပ်တာဖုံးကျော်ကသွားရောက်တွေ့ဆုံခဲ့လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာ တရနယ်လေးကတိမ့်ပိုက်ထားတဲ့နတ်မတူမျိုးအနယ်ပါဝင်မျိုးနယ်၃ခုကိုစစ်ကောင်စီကမက်လာ၄ရက်နေ့မှာစစ်အုပ်ချုပ်ရေးကြီးညာခဲ့တာလည်းဖြစ်ပါတယ်။အဲလိုကြီးညာမှုကြောင့်ပြည်သူတွေကစိုးရိမ်မှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်တရအောင်တမတော် PS Celebrity ရဲ့နယ်လေးကအထွေထွေတွင်းမှုဗိုလ်ချုပ်တာဖုန်ကျော်က မလ၁၈ရက်နေ့မနေ့ပိုင်းချိန်မှာတွားရောက်တွစ်ဆုံခဲ့တာလည်းဖြစ်ပါတယ်။လူရုတွစ်ဆုံဘွဲကိုနတ်မတူမျိုးပန်ဟိုက်ရက်ွယ်ပြည်တော်စုခမ်းမမှာကျစ်ပပြုလုပ်ခဲ့တာဖြစ်ပြီး PSLF DNL ရဲ့အထွေထွေ တွင်းမှုဘိုးချုပ်တားဖုံးကျော်အပြင်အုတ်ချုပ်ရေးဌာနကဌာနမှုဘုံမှုချုပ်တာကူကြအုတ်ချုပ်ရေးဒုတိယဌာနမှုဒုတိယဘုံမှုကြီး တောင်အိုက်ကျော်နဲ့ဒေတာတွင်စစ်ပယ်ရာတာဝန်ရှိသူတွေနဲ့နမ်မတူမျိုးနဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေတယောက်ခဲ့ကြရလို့လည်းသိရှိရပါတယ်။တွေ့ဆုံပွဲမှာ TNL ရဲ့မူဝါဒလမ်းစဉ်တွေကိုရှင်းပြပြောဆိုခဲ့ပြီးဒေတာဖွံ့ဖြိုးရေးနဲ့အလောက်ကန်အခွင့်အလမ်းတွေဖန်တီးနိုင်ရေးကိုပါရှင်းလင်းပြောဆိုခဲ့လို့သတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ဗိုလ်ချုပ်တာဖုံးကျော်ကစစ်ကောင်စီတပ်ရဲ့စစ်အုပ်ချုပ်ရေးအမိန့်နဲ့ဆက်လင်းပြီး ဖြစ်နိုင်ဖွယ်ရာအခြေအနေတွေကိုအသေးစိတ်ရှင်းလင်းပြောကြကစစ်ကောင်စီတပ်ရဲ့ရက်သားလူမှုပေါ်ပြုကျင့်လေရှိတဲ့စစ်ရာဇဝဲမှုတွေကိုပြည်သူတွေအနေနဲ့အမြဲတစေဂရုစရန်လိုအပ်ကြောင်းတိုက်တွန်းပြောဆိုခဲ့ပါတယ်။အဲ့ဒီလူမှုတွေ့ဆုံပွဲကိုဒေသခံရှမ်းကချင်ချင်းကရင်ဗမာလီစုဂေါ်ရခတရုတ်နဲ့တရောင်းဆတ်ရှိတဲ့လူမျိုးတွေနဲ့ဒေသတွင်လူမှုကွန်ရက်အသင်းအဖွဲ့တွေစုစုပေါင်းလူရေ300ခန့်တက်ရောက်ခဲ့ကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ကချင်းပြည်နယ်မိုးကောက်မြို့နယ်နမ်မတူးမြို့မှာဓမ္မဆရာဟောင်းလည်းဖြစ်ပတ်ကျဆန်အဖွဲ့ဝင်လည်းဖြစ်ပြီးကချင်းတိုင်းရင်းသားအရေးနဲ့ရရအရေးတက်ကြွလှုပ်ရှားသူဥခွန်ကျော်လီကိုတနတ်သမား၃ဦးကပြစ်ခတ်တပ်ဖြတ်သွားတယ်လို့ဒေတာကန်ပြည်သူတွေကပြောပြပါရယ်မနေ့ကနေ့လယ်၁၂နာရီလောက်မှာနမ်မတီးမြို့မှာဥခွန်ကျော်လီကသူ့ရဲ့ဂျန်ခါကွန်ပျူတာဆိုင်မှာရှိနေစဉ်တွင်တနတ်သမား၃ဦးက လာရောက်ပြစ်ခတ်သွားခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုပြစ်ခတ်မှုကြောင့် ဥပဝမ်းပိုက်တို့မှာငါးချက်ခန့်ပြစ်ခတ်ခံခဲ့ရပြီးစေးရုံကိုတင်ပို့နေစဉ်မှာတစ်ဆုံသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ပြစ်ခတ်သူတွေဟာပြူစောထီးတွေဖြစ်ဖို့များတယ်လို့လည်းဒေသခံပြည်သူတို့ကမှတ်ချက်ပြုပြောဆိုပါတယ်။ဥခွန်ကျော်လီဟာကချင်နေချင်းခရီးအသင်းတော် KPC ရဲ့မြို့နယ်အမှုတော်ဆောင်ဟောင်းတိုးလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။